တော့ဦးဇင်းတို့ဒီဥစ္စာနဲ့ပတ်သက်ပြီးမှမြတ်စွာဘုရားပါရာဇိကံထဲမှာသခိုးကြီး၅ဦးဟောဖို့တယ်ဘုရားသခိုးကြီး၅ဦးထဲမှာဒီ PC ကိုပေးတဲ့ဘုန်းကြီးကဒါသခိုးပဲလို့ဘုရားဟောဖို့တယ်ဒါသခိုးသခိုးကြီး၅ဦးမှာနံပါတ်1ဘုဒ္ဓရာပေါ့လေနံပါတ်1သခိုးကသူကဘယ်လိုလဲဆိုတော့သာသနာမှာနေပြီးတော့ပရိယပတိပတ်ကိုအထုဖို့မကြိုးစားဘူးကိရိတာကုန်ခန်းဖို့တဲ့ကိုဥမတီပဲနဲ့အချမ်းရမ်းများဖို့လက်လာပါရဖို့နာမည်ကြီးဖို့ကိုဥတီထားတယ်အဲ့တော့တနေ့နေ့ချင်းကြရင်ငါနာမည်ကြီးရမယ် ငါမှပြစ်တတ်များစေရမယ်ဆိုတော့ဥတီချက်ချင်းနဲ့အလုံးလုံးသာသနာမှာနေတာနော်သာသနာမှာသူ့မှာအများတန်တဝိညာဉ်တတ္တဝါတွေချမ်းသာဖို့ဆိုတော့ဥတီချက်မပါဘူးကိုနာမည်ကြီးဖို့ပြစ်တတ်ချမ်းရည်တွေများဖို့ဟိုနေ့တကျော်ဖြစ်ဖို့ကိုဥတီထားတယ်အဲ့တော့သူ့ရဲ့အလုပ်တွေအားလုံးတည်လဲအဲ့ဒီကိုပဲဥတီနေတယ်နာမည်ကြီးဖို့တက်ပဲဥတီနေတယ်ပြစ်တတ်ချမ်းချမ်းဝိုင်းရည်တွေဖို့ပါဘူးဥတီနေတယ်အဲ့တော့နောက်တစ်ချိန်မှာ तू ဥတီတဲ့အတိုင်းပဲတကယ်လည်းဖြစ်သွားတယ်ပေါ့အဲ့နောက်ပထမတစ်ခိုးလို့ခေါ်တယ်ဆိုပြသာသနာ PC ကိုသုံးဆွဲပြီးတော့ ကိုကျိုးတက်လှုပ်သွားတာပေါ့နော်နာမည်ကြီးအောင်ပေါ်ပူလာဖြစ်အောင်ပြိသက်မြောက်ဖန်တီးသွားတာအဲ့တော့သာသနာပစ္စည်းတွေကိုခုလုံးလုပ်ပြီးတော့လှုပ်သွားတာအဲ့ဒါနံပါတ်1သခိုးလို့ခေါ်တယ်မြတ်စွာဘုရားနံပါတ်1ခိုးနောက်နံပါတ်2သခိုးကတော့ဦးဇင်းတို့ဒီမခေါ်လဲဆိုတော့တရားသခိုးလို့ခေါ်တာတရားသခိုးဆိုတာကတကယ်တော့ဦးဇင်းတို့ယနေ့ရှင်တော်တွေဟောနေတဲ့တရားအားလုံးဒီဘုရားတရားတွေဖြစ်ပါတာဘုရားရှင်သာမပေါ်ခဲ့ဘူးဆိုရင်ဦးဇင်းတို့ဒီလက်ရှိတရားတွေဘယ်သူမှမသူမှမသိဘူး အခုတချို့ပြောတယ်ခိုခန္ဓာကိုယ်တွေခန္ဓာကိုယ်တွေပြောကြတယ်တကယ်တော့ခန္ဓာကိုယ်တွေမဟုတ်ဘုရားဟောလို့တရားသိရတာဦးဇင်းတို့ကဘုရားနာမဟောခင်ကျက်တလာအထုဆန်းပါလုံးဝကိုမသိတာအရှင်သာရိပုတ္တရာလို့ဉာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်တော်မှမြတ်စွာဘုရားပြတဲ့နိလန်းကိုမရလုံးဝအထုလို့မရအောင်နော်အဲ့တော့လောကမှာဆီယံဘောပဲတည်တာနေပါပဲကျတယ်ဘုရားနဲ့ပြစ်စကဗုဒ္ဓကျန်တဲ့လူတွေအားလုံးကဘုရားပြတဲ့နိလန်းနဲ့အထုချတဲ့ပုဂ္ဂိုလ်တွေကြီးပဲနော်အဲ့တော့ဘုရားသာမပြောခဲ့ရင်လမ်းစာမပေးခဲ့ရင်ဘယ်သူမှတရားမသိဘူးအဲကြောင့်မြတ်စွာဘုရားမြတ်စွာဘုရားဟောတဲ့တရားကိုသင်ကြံအထုလို့ နော်တိသွားတဲ့ဥစ္စာကိုဒါကိုဟိုငါတရားပါငါတရားပါဆိုတော့အဲ့ဒါဟာတဲ့တရားခိုးတာပဲလို့ဆိုပြရတာငါတရားလည်းမပြောရဘူးတဲ့နော်အဲ့တော့ဒါဖရားတရားပဲမိမိတို့ကဖရားတရားကိုတစင်ခံပြန်ခေါ်တာပဲဒီလိုပဲဒီလိုပဲပြောရမယ်တဲ့အဲ့ဒါငါတရားလို့ပြောတာကတရားသခိုးပဲတဲ့ဖရားတရားကိုငါတရားလို့နေတာလို့ငါတရားဆိုတာမရှိဘူးဖရားတရားပဲဖရားတရားကိုတန်ဃာတော်များကလက်ဆင့်ကဲတည်ဆောင်လာပြီးတော့ပြန်ခေါ်ပြတာပဲရှိတာနော်ဘလောက်ပဲတရားအထုတ်အထုတ်ကိုသူတည်းမြတ်တရားအားလုံးဒီလိုတော့ဖရားတရားပဲဖရားပြောလို့ဦးဇင်းတို့ဒီလိုဝိပဿနာတရားတွေအထုတ်ခွင့်ရတာ ဒါကြောင့်ဦးဇင်းတို့ငါတို့ငါကိုယ်တိုင်ရှာထားတဲ့တရားလို့မပြောရဘူးငါကိုယ်တိုင်တွေ့တဲ့တရားလို့မပြောရဘူးအဲ့လိုပြောတာဟာတဲ့ဒါတရားသခိုးပဲတဲ့နော်အဲ့ဒါဒါကြောင့်ဦးဇင်းတို့ဒါဘုရားတရားပဲဖြစ်ပါတယ်ကိုယ်တိုင်ကိုယ်ပိုင်တရားဆိုတာမရှိဘူးနော်ဘုရားကိုယ်တိုင်ရှာဝေထားတဲ့တရားသာဖြစ်ပါတယ်အဲ့ဒါဒုနံပါတ်2သခိုးပေါ့နော်နံပါတ်3သခိုးကြတော့ဦးဇင်းတို့တူတော်ကောင်းတွေကိုဆွဆွဲတာအရိယာတွေနောက်တိလဝန္တာပုထုဇဉ်လည်းပါတော့ဗောနော်တိလရှိတဲ့ပုထုဇဉ်ယဟန်ကို စွတ်စွဲတယ်ဒုတိလအဖြစ်ဖြစ်ပေါ့နော်တိလရှိတဲ့ဆရာတော်ကိုအမြင်ကက်လို့ကြည့်မရလို့တမင်တကာကိုတိတ်ခါကြအောင်စွတ်စွဲတာနော်ကြည့်မရလို့တိတ်ခါကြအောင်စွတ်စွဲတာဟိုတမင်တကာယုံမတန်တရားရှိလို့စွတ်စွဲတာမဆိုလိုဘူးနော်ဒီဆရာတော်တိလပြတ်သွားလားလို့တန်တရားရှိလို့စွတ်စွဲတာတန်တရားစိတ်နဲ့စွတ်စွဲတာကအဖြစ်မရှိဘူးဟုတ်ပြီနော်ဟိုမြင်လို့ကြားလို့တော့တန်တရားရှိလို့စွတ်စွဲတာအဖြစ်မရှိဘူးအဖြစ်မရှိရတာတန်တော့ဟုတ်တော့တမင်တကာစွတ်စွဲတာမဟုတ်ဘူးတန်တရားရှိလို့စွတ်စွဲတာအဲ့တော့တမင်တကာအပြစ်မရှိတာကိုသိပါရင်တန်တယ်တမင်တကာလောက်ကြံပြီးတော့ဆွဆွဲတယ် အဲ့ဒါမျိုးပါတတိယတခိုးပဲနော်သူများရဲ့ဂုံကို ခိုးတာဂုံကိုဖြစ်စည်းတာခိုးတာပဲသူကနော်သူများရဲ့ဂုံဒိခါကိုဖြစ်စည်းတာနော်အဲ့တော့အရိယာကိုဆွဆဲမှမဟုတ်ဘူးနော်အရိယာတော်တော်ကောင်းကြီးတွေကိုဆွဆဲမှမဟုတ်ဘူးတိလားရှိတဲ့ပုထုဇဉ်ကိုဆွဆဲရှင်းရလဲပဲဒါဥစဉ်လို့ဒါတတိယတခိုးထဲမှာပါတယ်မဆွဆဲရအောင်ဒါပေမဲ့ခုနပြောသလိုမြင်ရှင်းကြားချင်းယုံမချင်းရှိလို့ပြောတာကတော့ပြောကောင်းတယ်ဒါအပြစ်မရှိဘူးဒါအဲတမင်တကာအမြင်ကက်လို့ကြည့်မရလို့မရှိရှိတဲ့အပြစ်ကိုချက်ချပြီးတော့ပြောတာမျိုးじゃတော့တတိယတခိုးဖြစ်သွားတယ် ော်ဘာခိုးလဲဆိုသူတော်သူတော်ကောင်းရဲ့ဂုံသိက္ခာကိုဖြတ်စည်းတဲ့ကြောင့်ခိုးတယ်လို့ထင်တယ်နော်သူတော်ကောင်းရဲ့ဂုံသိက္ခာကိုဖြတ်စည်းတာအဲ့တော့စရုဏတခိုးကတော့ဒီတခိုးပဲဒီပစ္စည်း25မျိုးကိုပေးတာပဲအဲ့တော့ဒီ25မျိုးသောပစ္စည်းတွေဘသူဘသူကမှပေးပိုင်ခွင့်မရှိတဲ့ပစ္စည်းတွေနော်ကြောင်းနိုင်ဘုန်းကြီးမပြောနဲ့တန်ခါအားလုံးသဘောတူပါတယ်ဆိုတော့ပေးခွင့်မရှိတဲ့ပစ္စည်းတွေအဲ့ဒါကိုကြောင်းနိုင်ဘုန်းကြီးကနေပိုင်စိုးပိုင်နေတဲ့ငါဒီကြောင်းနိုင်မှာအကြီးဆုံးငါဗရန်နာရီကငါကြောင်းနိုင်ဘုန်းကြီးဆိုပြီးတော့မင်းယူသွားကွာငါပေးတယ်ကွာဆိုတော့ပေးတယ်အဲ့ဒါဟာတန်ခါပစ္စည်းကိုပေးတာခိုးတာပဲပေါ့ နော်ဒါတန်ခါပိုင်းပစ္စည်းကို ပြည့်ပြည့်ငယ်မရှိတာခိုးတာအဲ့တော့ဒကာဒကာမတွေကိုမင်းလို့မြင်လာရတန်ခါပစ္စည်းကိုပေးချင်းတည်တာသရဒ္ဓတခိုးပဲနော်အဲ့တန်ခါပစ္စည်းကိုမြင်လို့မြင်လာရပေးတာတခိုးပဲပေါ့နော်သရဒ္ဓတခိုးပဲနောက်ပင်စမတခိုးရှိတယ်အဲ့တော့ပင်စမတခိုးကတော့ဘာလဲဆိုတော့ဦးဇင်းတို့တီလမရှိပဲနဲ့ဒကာဒကာမတွေလူတဲ့ပစ္စည်းလေးပေါ့သုံးဆွဲတာနော်ဘာလို့မစောဘုရားတင်တီလရှိတဲ့တန်ခါကိုပဲပစ္စည်းလေးပေါ့သုံးဆွဲခွင့်ပြုတာ 提拉梅西那边，包括国米 C 那边，多少球员没比过？哎呀，提拉梅西那边呢，大家看嘛，人家 C 国多少内战，大家酷有多少人喜欢？哎呀，没什么大酷，哎呀，大酷哪有那么多人？大酷啊，阵容蛮硬，是不是？蛮硬，是不是？马哈，这里是个阿根廷，是不是？马哈索拉，索拉是不是？大酷巴黎的，哎呀，马洛比奥，马哈索拉，大酷，真硬，是不是？哎呀，大酷哪有那么多人？你们哪有大酷啊？说真的，提拉梅西那边呢，大家看嘛，人家 C 那边，多少人呢？大家酷有多少人喜欢？哎呀，酷有多少人喜欢？那大家看嘛，人家哪？ တည်လှရှိတဲ့တန်ခါတော့လှူတာမြတ်စွာဘုရားကလည်းတည်လှရှိတဲ့တန်ခါကိုခွင့်ပြုတာနော်အကြောင်းစင်းလို့တည်လှမရှိဘဲနဲ့ဒကာဓမ္မတွေပစ္စည်းတွေသုံးဆနေရှင်သည်ဒါခိုးယူသုံးဆရှင်ပဲအဲ့တော့ဒါပင်စမတခိုးလို့ခေါ်တယ်အဲ့တော့တခိုးငါးခုထဲမှာအဲ့ပင်စမတခိုးကအဆိုးဆုံးပဲပေါ့နော်ဟုတ်ဒီဒီအခုဟိုတန်ခါဓမ္မမပေးကောင်းသောပစ္စည်းများသည်ဒါနံပါတ်၄တခိုးအဆိုးထဲမှာပါသွားတယ်နော်မပေးကောင်းဘူးပေါ့နော်ပေးလို့ရှင်ဒါခိုးတာနဲ့အတူတူပဲ